အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါက်ခေါင်းမျိုးပေါ်ပြူစောတိခေါင်းဆောင်အောင်နိုင်သူဦးရှင်းလင်းခံရတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းပေါက်ခေါင်းမျိုးနဲ့အုတ်ထုတ်ရိမ်မှုအောင်နိုင်သူဦးဦးဆောင်သောပြူစောတိအဖွဲ့ကမျိုးပေါ်ရက်ွက်များတွင်နေအိမ်တကားဖာရိုက်ဖွဲ့ပြီး SCN စစ်စေးကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေကြောင်းဒေသခံပြည်သူများနှင့်ဒေသတွင်းသတင်းရင်းမြစ်ဖြစ်သောဒုပြည်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် ပေါကောင်းမျိုးနဲ့အုပ်ချုပ်ရေးမှုအောင်နိုင်သူဦးတည်စစ်တပ်ကစစ်မှုရန်ဥပဒေပြဋ္ဌာန်းချိန်မှစ၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှိနှိုင်းခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးမှုများကိုပေါကောင်းမျိုးနဲ့အုပ်ချုပ်ရေးမှုအောင်နိုင်သူဦးစီမံပုံမှုတိုးနိုင်ထွန်းဒူဦးစီတီဟာဆွေနဲ့ရုံစရေးကန်ထူတို့ကစူပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ် လက်ရှိချိန်တွင်အုတ်ထွေရီမှုအောင်နိုင်သူဦးဦးဆောင်သောပြူစောတိအဖွဲ့သည်မြို့ပေါ်ရက်ကွက်များတွင်နေအိမ်တကားဖရိုက်ဖွင့်ပြီးအစရင်စစ်ဆေးမိဟုဆိုကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်မှုများဖုံဖို့ဆိုးဝါးစွာလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းရှင်းတို့ဖမ်းဆီးငွေညှစ်မှုများမှရရှိလာသောငွေကြေးများကိုထွေအုပ်ကြီးဟုဆိုကဒူဦးစီတီဟာဆွေကငွေကျပ်သိန်း90နဲ့ပြူစောတိကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကျပ်သိန်း90ယူဆောင်ကြောင်းသိရပါတယ်။ပောက်ခေါင်းမြို့ပေါ်မှာအုတ်ထွေရီမှု အောင်နိုင်သူဦးကလူငယ်တွေကိုပေါ်တာဆွဲပန်းစီတာတော်တော်ဆူလာတယ်။အခုကသူတို့စောင့်ဖမ်းတာလူသိမ့်မရတော့လို့ညဘက်ဆိုအစီရင်အကြောင်းပြပြီးနေအိမ်တကားပါရိုက်ဖွဲ့ပြီးပေါ်တာဆွဲဝင်ရောက်ဖမ်းစီတာငွေညစ်တာတွေလောက်ဆောင်ပါတယ်။ပြည်သူတွေလည်းကြောက်လန့်နေကြတယ်ညာဘက်ရောက်ရင်အဲစရင်လာစစ်မှာကိုလက်နေရပါတယ်ခုဒေသခံပြည်သူတအူးကပြောဆိုပါတယ်အုတ်ချုပ်ရင်မှုအောင်နိုင်သူဦးဦးဆောင်သောဖြူစောတိအဖွဲ့တီပေါက်ခေါင်းမျိုးပေါ်လမ်းဆောင်များနှင့်စစ်စရေးကိတ်များကိုအင်စီကများဖြင့်နေစဉ်လှည့်ပတ်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလည်းပြုလုပ်နေကြောင်းသိရပါတယ် ဆက်လက်ပြီးမရိယာစစ်ဆောင်စက္ကန်ဘုံကျဲခံရပြီးရဲဘော်တအူအပါဝင်၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရိယာမြို့နယ်ကစစ်ဆောင်တွေရှိတဲ့နေရာကိုစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ရဲဘော်တအူအပါဝင်၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မရိယာမြို့နယ်အရှိမြောက်ချမ်းကတပြေချောင်းကြီးပါကိုအော်တိုဘာ26ရက်ညနေ6:40မိနစ်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဟုံးထိမှန်ပြီး PDF ရဲဘော်တအုပ်နဲ့ပြည်သူနှစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပါရယ်ထိခိုက်သူတွေရဲ့အသေးစိတ်အခြေအနေကိုမသိရဘူးအဲ့ဒီနေ့ကညာကြီးလာကြတာပြီးတော့ဖြစ်ဖြစ်ချင်းချက်ချင်းတကြိုလိုက်ရတယ်လို့ဒေသခံတအုပ်ကပြောပါရယ်လေချောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာနဲ့တမိုင်အကွာမှာစစ်တပ်ကစစ်ကြောင်းထိုးပြီးကျေးရွာတွေကိုဝင်စည်းတာမို့ဒေသခံတွေစစ်ပေးရှောင်နေရချင်းယခုလိုလေချောင်းတိုက်ခိုက်တာခံရတယ်လို့သိရပါရယ် စစ်တပ်ကမရီယာမြို့နယ်နဲ့စင်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးအဲဒီနေ့ညနေ3နာရီကျော်မှလည်းမရီယာနဲ့စင်ကူးမြို့နယ်အဆက်ကကောင်းဆက်တာစီဆိုင်ကိုဘုံကျဲခဲ့တာမို့စိုင်းမန်နေဂျာတိတ်ဆုံးပြီး6ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့တင်ပြတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။